ရီ2025အောက်တိုဘာလ9ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတက်ဆက်ပေးပါတော့မယ်ကျမတို့မြို့သူသူကိုပါဖိလစ်ပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရိုတွေမုတ်သုံနယ်အားနဲ့ငယ်မှာအာသင့်တရှိနေပါတယ်။ဒီနေ့ညနေထိမိုးလေဝသခမဲကျန်းနေနေကတော့မန်လေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းတို့တွေနေရာကွာကြား နေပြီးတော့စကမ်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်၊ကယားပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့တွင်နေရာကျဲကျဲရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနဲ့အေရဝတီတိုင်းဒေသကြီးတို့တွင်နေရာစိစိနဲ့ကျန်တိုင်းဒေသကြီးနေပြည်နယ်တို့တွင်နေရာနှံပြမိုးထီချုံရွာပြီးရွာရံတို့ပြည်ဖြစ်ပါတယ်။မြမပင်လေပြည်မှာ လိုင်းနေငယ်မှာလိုင်းတည်တည်ရှိနေက လိုင်းမြင့်မှာတော့၆ပေမှာ၈ပေခန့်ရှိနိုင်ပါတယ်။ ။လက်ပြတွဲမိုးလေဝသခမဲကျဲအနေနဲ့ကတော့မြို့ဝကျုံမော်ဒေတာတွေမှာထိချုံမြစ်အစီအမြင်မှာဆက်လက်ဖြစ်ပေါ်နေပါမယ်ရှင်။